နိုင်ငံသားကနေအောက်ခွဲလန်နေတဲ့ဒရိုက်တာပြည့်ဟင်းတီဟာနဲ့လွှမ်းပိုင်တို့ရဲ့ပြဿနာအဆအဆုံးဒီပရိပခရဲ့မိစာဟာလွှမ်းပိုင်ရဲ့အေဗန်တစ်ထဲကသချင်းတစ်ပုဒ်ကနေစတင်နေတာပါလွှမ်းပိုင်ဟာသူ့ရဲ့အမှုပညာလက်ရာကိုအသုံးပြုပြီးနာမည်တက်မပြောထားပေမဲ့ပရိသတ်နဲ့အမှုပညာလောကသားတွေချက်ချင်းသိနိုင်လောက်တဲ့အချက်အလက်တွေကိုချပြခဲ့ပါတယ်တချင်းထဲမှာပါဝင်ခဲ့တဲ့အဓိကအချက်နှစ်ချက်ကတော့ ဒရိုက်တာတဦးဟာနမကြီးမင်းသားမြင့်မြတ်စီကနဲ့350ခန့်ချီယူထားပြီးမဆက်သေးတာနဲ့မင်းသမီးတလက်နဲ့အတူတူပကံမှာချေလျှောက်ခဲ့တယ်ဆိုတဲ့ကိစ္စတွေပါ။ပရိသတ်တွေကအဲ့ဒါဒရိုက်တာပြည်ဟင်းတီဟာကိုပြောလာများလားဆိုပြီးယူဆကုန်ကြပါရယ်။အဲ့ဒီလိုဆွဆွဲချက်တွေခတ်ပေါ်လာချိန်မှာလွှမ်းပိုင်ကဒရိုက်တာပြည်ဟင်းတီဟာကိုပြောတာပါလို့ဓာတ်ရည်ညွှန်ပြီးဖော်ထုတ်လိုက်တဲ့အခါမှာတော့အားလုံးကအံ့အားသင့်ခဲ့ရပါရယ်။ ဒီလိုတိုက်ရိုက်ထုတ်ပေါ်မှုပေါ်မှာပြည်ဟင်းတီဟာကလည်းလက်ပိုက်ကြည့်မနေပဲချက်ချင်းဆိုသလိုတုံ့ပြန်မှုတွေပြုလုပ်ခဲ့ပါတော့တယ်။ဒရိုက်တာပြည်ဟင်းတီဟာဟာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအရှည်ကြီးတုံ့ပြန်ခဲ့ပါတယ်။သူ့ရဲ့စကားလုံးတိုင်းမှာစိန်ခေါ်မှုတွေဒေါသတွေနဲ့ဝမ်းနည်းမှုတွေရောထွေးနေခဲ့ပါတယ်။အရင်ဆုံးလက်ပိုင်ကိုပြောလိုက်ပါခရီးသိပါတယ်လို့မှားတဲ့ကောင်ကိုဖျားပြပါလိမ့်မယ်။စိန်လိုက်စမ်းပါလို့ဆိုရဲခတ်တင်းတဲ့စကားလုံးတွေနဲ့စတင်ခဲ့ပါတယ်။ နောက်ပြီးတော့ငါဝင်ငွေဒရိုက်တာကြီးကမင်းရဲ့မင်းသားကြီးထက်များတယ်လေလို့ပြောဆိုပြီးတန်150လောက်ချီးယူစရာမလိုတော့အောင်ဝင်ငွေကောင်းကောင်းသွဲဝိုက်ပြောဆိုခဲ့ပါတယ်။ဒီစကားဟာအမှုပညာနယ်ပယ်ထဲမှာသူတို့ရဲ့ဈေးကွက်တန်ဖိုးကပုံများလဲဆိုရယ်မန်မာနာကိုပါဖော်ပြနေပါတယ်။နောက်ပြီးတော့သူကပကံကိစ္စကိုပြန်လည်ထောက်ပြခဲ့ပြီးပကံမှာမင်းငန်းဆွေရီစိုးနဲ့ဘာဖြစ်ခဲ့လဲဆိုတာမင်းအသိဆုံးပါလို့လွှမ်းပိုင်ဘက်က အားနေချက်ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ သူ့ကိုယ်သူကာကွယ်ရမှာလေငါမှာတရားဝင်လူသိရှင်ကြားလက်ထပ်ထားတဲ့ဇနီးမယားတယောက်ပဲရှိတယ်။ငါသူများသားသမီးတွေကိုမယူနိုင်မဲမဖြတ်စည်းခဲ့ဘူးလို့ပြောပြီးနောက်ပိုင်းဘက်ကပြောတယ်မယူနိုင်မဲမဖြတ်စည်းခဲ့ဘူးဆိုတဲ့စကားလုံးတွေဟာပုံကိုရေးဂုံတိုက်ခါနဲ့ပတ်သက်တဲ့ထိလွယ်ရှလွယ်အချက်တွေကိုထောက်ပြခြင်းပဲဖြစ်ပါတယ်။ဒါတွေမကသေးပဲဒရိုက်တာတီဟိန်းတီဟာဟာအမှုပညာလောကကိုစွန့်ခွာခဲ့ရတဲ့သူ့ရဲ့ခံစားချက်အစစ်အမှန်ကိုယခုလိုပဲပုံမှန်လင်းလင်းထောက်ပြခဲ့ပါတယ်။ဒီဟိန်းတီဟာရဲ့စကားမှာအဓိကအချက်ကတော့ ငါအဲ့ဒီလူတွေကြောင့်အမှုပညာလောကကိုမုန်းနေတာဆိုတော့ဝန်ခံချက်ပဲဖြစ်ပါတယ်။အဲ့လူတွေဆိုတာဟာသူတွေ့ကြုံရတဲ့လောကရဲ့မကောင်းတဲ့အမှုအကျင့်တွေ၊ကိုကျင်တရားကင်းမဲ့မှုတွေနဲ့အပေါ်ယံဆက်ဆံရေးအားလုံးကိုခြုံငုံပြီးဖော်ပြနေတာပါ။ဒီစကားဟာရိုးရှင်းတဲ့စိတ်ပြတ်မှုတစ်ခုထပ်ပေါ်ပါလေ။ဒါဟာနှိရှေလာများကျင်လည်ခဲ့ရတဲ့ပတ်ဝန်းကျင်တစ်ခုအပေါ်အယုံကြည်ကင်းမဲ့သွားတဲ့အသေးကွဲခဲ့ရတဲ့ခံစားချက်ကိုပြသနေတာပဲဖြစ်ပါတယ်။ သူဟာဒီလိုအငင်းပွားမှုတွေပုံကိုရေးကိစ္စတွေမျက်နှာဖုံးစွဆက်ဆံမှုတွေဟာအမှုပညာရဲ့အနှစ်သာရကိုဖျက်ဆီးနေတယ်လို့မြင်ပုံရပါတယ်။ဒီအချက်တွေဟာသူ့ကိုအမှုပညာလောကအပေါ်ကိုလုံလုံလည်လည်စိတ်နာစေခဲ့တာပါတယ်။သူ့ရဲ့ပြောဆိုချက်ထဲမှာဒေါသထွက်စရာအကောင်းဆုံးအပိုင်းကတော့အမှုပညာရှင်တချို့ရဲ့ကျေးဇူးတရားမတိတတ်မှုနဲ့ငွေမျက်နှာပဲချိတက်တဲ့အကျင့်တွေဖြစ်ပါတယ်။ပြည်ဟိန်းစီဟာကနှမ်းပါရဲ့အတိတ်ကလောက်ရတဲ့ခုကိုပြန်လဲထောက်ပြခဲ့ပါတယ်။ ငါနဲ့ကားရိုက်ချင်လို့လို့ကျွန်တော်တို့စီစဉ်ပေးပါအောင်လို့ပုတ်ပားမှာမင်းပြောခဲ့တာတွေဆိုတာပါပဲ။ဒါဟာလွှမ်းပိုင်ဟာအရင်တုန်းကပြည်ဟင်းတီဟာရဲ့ driver အရှိန်အဝါကိုအားကိုးပြီးရုပ်ရှင်ကားရိုက်ဖို့အတွက်အကူအညီတောင်းခံခဲ့ဘူးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်နေပါတယ်။ဒီလိုအကူအညီတောင်းခံခဲ့တဲ့ကားကိုလွှမ်းပိုင်ကစောက်ပွားကားလို့ပြောတော့ပြည်ဟင်းတီဟာကအဲ့ဒီစောက်ပွားကားကိုပဲမင်းခေါင်းဆောင်မင်းသားလုပ်ခဲ့တာပဲလေလို့တုံ့နှုတ်ခဲ့ပါတယ်။ သူဟာကျေးဇူးမသိငွေမျက်လာပဲကြည်ပြီးငါမင်းသားဆိုပြီးအထက်ကနေနေကြတဲ့မင်းတို့မြင့်မြတ်တို့လိုကောင်းလေးဆိုပြီးအနုပညာလောကမှာထင်ပေါ်ကျော်ကြားတဲ့မင်းသားအချို့ရဲ့မာနကြီးမှုနဲ့အကျင့်ဆက်ကိုပါပြစ်မှတ်ထားပြီးဝေဖန်ခဲ့ပါတယ်။ဒီစကားဟာဒရိုက်တာနဲ့မင်းသားကြားကပါဝါအပြိုင်မှုကို ဖော်ပြနေပါတယ်။ဒရိုက်တာကစကားတစ်ခုလုံးကိုဖန်တီးတဲ့သူဖြစ်ပေမဲ့မင်းသားရဲ့ကြော်ကြားမှုနဲ့ဝင်ဝေအပေါ်မူတည်ပြီးမင်းသားနိုင်တာခံခဲ့ရတဲ့ဒရိုက်တာတအုပ်ရဲ့နာကျင်မှုကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ ဤဟိန်တီဟာရဲ့အဆုံးသတ်စကားကတော့သူ့ရဲ့အမှုပညာလှုပ်ရှားမှုတွေရန်နာသွားခြင်းရဲ့အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။ဒရိုက်တာပြည်ဟိန်တီဟာကသူ့ရုပ်ရှင်လောကကနေထွက်ခွာခဲ့တာဟာအမှုပညာလောကတွေကကျေးဇူးမသိငွေမျက်နှာပဲကြည့်ပြီးမာမာနကြီးနေတဲ့လွှမ်းပိုင်တဲ့မြင့်မြတ်တို့လိုသူတွေကြောင့်ဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။ပြည်ဟိန်တီဟာရဲ့တုံ့ပြန်မှုအပေါ်လွှမ်းပိုင်ကအချက်လက်တိတိကျကျနဲ့ပုံမပြင်းထန်တဲ့စကားလုံးတွေကိုသုံးပြီးထိုးနှက်တုံ့ပြန်ခဲ့ပါတယ်။ ။ကြည်ဟိန်တီဟာပြောခဲ့တဲ့စီစဉ်ပေးပါအောင်ဆိုတဲ့စကားကိုလုံးဝငင်းဆိုခဲ့ပြီ။မင်းမဲဘိုဆန်းကိုငါနဲ့ရိုက်ချင်လားတပါ။လှပိုင်နဲ့ရရင်ပေါက်မယ်ဆိုပြီးလာပြောတာလေစောက်ပေါ်လို့အမှန်တရားကိုခေါ်ထုတ်ခဲ့ပါတယ်။ဒီအချက်ဟာကြည်ဟိန်တီဟာဘက်ကသူ့ကိုလာရောက်ချင်းကပ်ခဲ့ကြောင်းထောက်ပြလိုက်တာပါ။ကီဟိန်တီဟာကသူ့ရဲ့ဘိုကေသချင်းနာမည်ကိုယူပြီးရုပ်ရှင်ကားနာမည်တက်လိုက်တဲ့ကစောက်ထိန်မကြီးခဲ့ကြောင်းနဲ့ထထမြငါသချင်းတွေလိုက်ဝယ်ပြီးဇက်ကားတွေရိုက်ချင်တာလဲမင်းပဲဆိုပြီးပြန်လဲထိုးနှက်ခဲ့ပါရီ ဒီအချက်တွေကနှားမရဲ့အမှုပညာအောင်မြင်မှုကိုပြည်ရင်းတီဟာကမိခိုလိုခဲ့တယ်ဆိုတဲ့သဘောမျိုးကိုတတ်သိပြဖို့စ조사ခဲ့တာဖြစ်ပါတယ်။ဒါအပြင်နှားပိုင်ကပြည်ရင်းတီဟာက contract ရိုက်ပြီးမင်းအတွက်ကြံအောင်ရိုက်နေတာကိုလို့ပြောပြီးငွေရေးချေးအတွက်လှူစားနေတဲ့ outdoor writer ဆိုပြီးထောက်ပြခဲ့ပါတယ်။ ဒါအပြင်ပကံမှာသူပြောခဲ့တာဟာ YouTube ကနေရိုးရိုးတတပတ်စံရှာနေကိုအကြံပေးခဲ့တာဖြစ်ပြီးအခုလိုသူများတွေရဲ့အောက်ခွဲတွေကိုခွာထုတ်ပြောဆိုပြီးပတ်စံရှာနေတာကို on low level နဲ့အဆင်မရှိတဲ့အတွေ့လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဒီအငင်းပွားမှုရဲ့အပြင်းထန်ဆုံးအပိုင်းကတော့နိုင်ငံရေးဆွဆွဲချက်တွေပါဝင်လာခြင်းပဲဖြစ်ပါတယ်။ ီဟိန်တီဟာကဒီကိစ္စဟာနော်ဖွားကိစ္စနဲ့စစ်တပ်ကိစ္စတွေကိုသူကဖော်ထုတ်လို့လှပိုင်ကပြန်လည်ထိုးနှက်ခြင်းဖြစ်ကြောင်းဆွဆွဲခဲ့ပြီးလှပိုင်ကိုအာနာရှင်အောက်မှာဘောမနေတဲ့ကောင်ဖြစ်ပုံဖော်ခဲ့ပါတယ်။ဒါဟာသူတို့နှစ်ဦးရဲ့ပုံကိုယ်ရဲ့အငင်းပွားမှုကိုနိုင်ငံရဲ့အငင်းနဲ့ချိတ်ဆက်ပြီးပြည်သူအမြင်မှာဘသူကမှန်တယ်ဘသူကမှားတယ်ဆိုတာကိုဆုံးဖြတ်ခါလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့လွှမ်းပိုင်ကပြည်ဟိန်တီဟာရဲ့တုံ့ပြန်မှုဟာနိုင်ငံရေးကိုခုရုံးလုပ်ပြီးတိုက်ခိုက်ခြင်းဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိကြောင်းဖော်ပြခဲ့ပါတယ်။ ီဟိန်တီဟာရဲ့မူလရည်ရွယ်ချက်ဟာပုဂ္ဂိုလ်ရေးကိစ္စကိုဖြည့်ရှင်းတာထက်နိုင်ငံရေးအကြောင်းပြချက်နဲ့သူ့ကိုပြည်သူကြားမှာပုံဖြတ်ချင်တာဖြစ်တယ်လို့စွပ်စွဲလိုက်တာပါပဲ။လက်ရှိနိုင်ငံရဲ့အခြေအနေတွေမှာပြည်သူဘက်ကရည်တည်သူအဖြစ်မိမိကိုယ်ကိုပုံဖော်ဖို့ကြိုးစားနေတဲ့ပြည်ဟိန်တီဟာကိုရောပိုင်ကအခက်ခဲကာလတွေတုန်းကခေါင်းဆောင်ခဲ့သူအဖြစ်ပြန်လည်ခြေပောက်ခဲ့ပါတယ်။ရန်ပိုင်ကနိုင်ငံရေးအရေးချုပ်ပြီးပြောနေတဲ့သူကိုဘယ်သူမှလက်မခံဘူးလို့လည်းပြောခဲ့ပါဗျ။ရန်ပိုင်ရဲ့တုံ့ပြန်မှုမှာအပြင်းထန်ဆုံးစကားလုံးကတော့ ။ဘာလို့လဲဆိုတော့စောက်တမိုင်းမှာမကောင်းတာဆိုတဲ့စကားပဲဖြစ်ပါတယ်။ဒီစကားလုံးဟာဆွဆဲချက်တစ်ခုတည်းသာမကပဲကီဟိန်တီဟာရဲ့အမှုပညာသမိုင်းကြောင်းရောပုံကိုရေးသမိုင်းကြောင်းမှာအားနဲ့ချက်ရှိရဆိုတာကိုထောက်ပြလိုက်တာပါပဲပရိပခရဲ့အဆုံးသက်မှာလွှမ်းပိုင်ဟာသူ့ရဲ့အမှုပညာအောင်မြင်မှုနဲ့အချိန်အဝါကိုပါပြပြတသားဖော်ထုတ်ပြသခဲ့ပါတယ်အဲ့ဒါကတော့ငါ2010လဲကလွှမ်းပိုင်ဆိုတဲ့နာမည်ရှိနေပြီးသားမင်းကစောက်ပေါ်ပဲရှိသေးတယ်အဲ့ဒီအချိန်တုန်းကလို့ပြောခဲ့တာပါ လွမ်းပါရဲ့ခြေပါချက်တွေကိုဒရိုက်တာကီဟိန်းဒီဟာဘက်ကဘာမှရေရရမခေရှင်းနိုင်တော့ပဲလွမ်းပါရဲ့နန်းဆူရဒီဆိုရိုနှစ်ယောက်ရဲ့ပတ်သက်မှုအကြောင်းကိုသာသဘောက်လေးလင်းတွေဆက်ပြောနေတော့တာပါဂီလိုရီပြောချင်ရပြောပြီးပြီးမှာတော့ဒရိုက်တာပီဟိန်းတီဟာကနှောင်းပိုင်နဲ့အငင်းပွားမှုမှာအချက်အလက်တွေအကြိတ်ကအဖြစ်အပျက်တွေကိုခေါ်ထုတ်ပြောဆိုခဲ့ရမှာသူ့ရဲ့စကားလုံးတွေကြောင့်ရည်ရွယ်ချက်မရှိဘဲပါဝင်ပတ်သက်မိသွားတဲ့ပုံကိုယ်တွေနဲ့အဖွဲ့အစည်းတွေကိုအခုလိုပဲစိတ်ရင်းအမှန်နဲ့တောင်းပန်စကားဆိုခဲ့ပါတယ် သူတို့ကတော့နန်းစုရည်ဆိုတန်တာမိုးသိန်းဦးနိုင်ဆွေချွန်နဒီရွှေကြီးထုတ်လို့ရကိုရွှေမန်းဝေမင်းမောင်ဂျိုကာတို့ပဲဖြစ်ပါတယ်။ဒီဟိတ်တီဟာရဲ့ဒီတောင်းမှန်စကားဟာသူဟာရိုးသားမှုနဲ့ပွင့်လင်းမှုကိုရှေ့တန်းတင်ပြီးပြောဆိုခဲ့ပေမဲ့သူ့ရဲ့ရည်ရွယ်ချက်အစ်စ်မန်ဟာတခြားသူတွေကိုထိခိုက်ဖို့မဟုတ်ဘူးဆိုတာကိုရှင်းပြနေတာပါတယ်။ဒီလိုပြောဆိုရခြင်းဟာသူ့ရဲ့ပုံကိုယ်ရေးဂုံတိတ်ခါကိုကာဝယ်ဖို့ သူ့အပေါ်ထားရှိရဲ့မဟုတ်မမှန်တဲ့အမြင်တွေကိုဖျောက်ဖျက်ဖို့အတွက်သာဖြစ်ပြီးတခြားသူကိုတမင်တသက်နစ်နာစေလိုတဲ့ရည်ရွယ်ချက်လုံးဝမရှိဘူးဆိုတာကိုပြိတ္တကြီးကိုရောထိကနစ်နာသူတွေကိုပါနားလည်ပေးဖို့သူကခွင့်လွှတ်မှုတောင်းခံလိုက်တာပဲဖြစ်ပါတယ်။ဒီလိုမျိုးပြင်းထန်တဲ့အပြန်အလှန်စကားစစ်ပွဲဟာမြမအမှုပညာလောကရဲ့အတွင်းရေးကွဲလွဲမှုတွေကိုအထင်ရှားပြသလိုက်တာပါပဲ။ငွေရေးကြေးရေးပုံကိုရေးအချစ်ရေးနဲ့အမှုပညာခုံသိခါတို့အပြင်နိုင်ငံရေးအမြင်တွေအထိပါဆက်နွယ်လာတဲ့ဒီပြဿနာဟာရိုးရှင်းတဲ့အငင်းပွားမှုတစ်ခုမဟုတ်တော့ပါဘူး နှစ်ဖက်စလုံးကအမှန်တရားကိုကိုစီကန်ဆွဲထားပြီးအမှန်တရားဟာဖျားပဲတိမာပါဆိုတဲ့စကားအတိုင်းပြည်သက်အနေနဲ့ဘသူဘက်ကပြောဆိုချက်တွေကခိုင်မာမှုရှိတယ်ဆိုတာကိုတိတိကျကျစဉ်းစားဝေဖန်သုံးသပ်ချဖို့လိုအပ်ပါတယ်။ဒါဟာအမှုပညာရှင်တွေကြားကပြိပကတစ်ခုအနေနဲ့စတင်ခဲ့ပေမဲ့အမှုပညာလောကသားတွေကြားကတစ္ဆာတရားနဲ့အမှန်တရားကိုမေးခွန်းထုတ်စေခဲ့တဲ့သမိုင်းဝင်အဖြစ်အပျက်တစ်ခုအဖြစ်မှတ်တမ်းတင်ရမှာပဲဖြစ်ပါတယ်။